မင်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံကိုဇနီးမယားအဖြစ်ရောက်စားခံရတဲ့မက်ခင်ဆန်နာဆိုတဲ့သူအမျိုးသမီးဟာပြန်လဲလွတ်မြောက်လာတဲ့အချိန်လူကုန်ကူးခဲ့တဲ့သူတွေကိုတိုင်ကြားပေးမယ်နေပြည်တော်မှာရှိတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့ပြည်ဒဲရင်းနဲ့ရဲတပ်ဖွဲ့ကအမှုတော်ပေးမဖွင့်တဲ့အပြင်တိုင်ကြားတဲ့သူကိုပါပြန်ပြီးချင်းချောင်းနေပြီဆိုပါတယ်မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေဒုက္ခပေါင်းစုံရောက်နေတဲ့အချိန်မှာတော့အကြံဖက်စကောင်စီတပ်ကလေးချောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်လုပ်နေတဲ့အတွက် စစ်ကောင်စီရဲ့နေပြီးတော့အေလာ၄၀စက္ကန့်ကိုတော်လန်ရေးပူပေါင်းတပ်တွေကတရခုမမရှော့တိုက်ဒုံးနေနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ပြီးပောက်ကွဲတံတွေကြားရတဲ့အကြောင်းကိုနေပြီးတော့မှရှိတဲ့ပြည်သူတွေကပါအတိပြုထားတဲ့သတင်းပါပဲနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ တရုတ်နိုင်ငံကိုစနီးမြအဖြစ်ရောင်းစားခံရတဲ့မခင်ဆန္ဒဆိုတဲ့သူအမျိုးသမီးဟာပြန်လည်လွတ်မြောက်လာတဲ့အချိန်လူကုန်ကူးခဲ့တဲ့သူတွေကိုတိုင်ကြပေးမယ်နေပြည်တော်မှာရှိတဲ့အကြက်ဖက်စစ်ကောင်စီရဲ့ပြည်ဒဲရင်းနဲ့ရဲတပ်ဖွဲ့ကအမှုတော်ပေးမဖွင့်တဲ့အပြင်တိုင်ကြတဲ့သူကိုပါပြန်ပြီးချိန်ချောင်းနေတယ်လို့ကဲကဲရှင်အမျိုးသမီးကိုတိုင်ကရန်ကုန်ခစ်တက်ကိုအတိပေးပြောဆိုလာပါတယ်ဖြစ်စဉ်ကတော့တရုတ်နိုင်ငံကိုစနီးမြအဖြစ်ရောင်းစားခံရတဲ့မခင်ဆန္ဒဆိုတဲ့သူအမျိုးသမီးဟာ ပြီးခဲ့တဲ့2024ခုနှစ်ကပဲတရုတ်နိုင်ငံမှာအလုရမယ်လို့လိန်လေခံရပြီးတော့လူကုန်ကူးခံလိုက်ရတယ်ဆိုပါတယ်အဲ့ဒီနောက်မက်ခင်ဆနာဟာလူကုန်ကူးခံရပြီးတရုတ်ဇနီးမယားအဖြစ်ရောင်းစားခံခဲ့ရတဲ့အကြောင်းတိုင်ကြားမှုတွေရှိလာတဲ့အတွက်တရုတ်ရဲတပ်ဖွဲ့ကမက်ခင်ဆနာကိုကဲ့တင်ပေးမှုကြောင့်ပြန်လည်လွတ်မြောက်လာခဲ့ပြီးမြန်မာနိုင်ငံပြန်ရောက်တဲ့အခါမှာတော့သူမလိုပဲတခြားမင်းကလေးတွေလည်းအဲ့ဒီလိုလူကုန်ကူးခံထားရတဲ့သူတွေရှိနေတဲ့အတွက်မက်ခင်ဆနာဟာလူကုန်ကူးတဲ့သူတွေကို နေပြည်တော်မှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့ပြည်ဒိတ်ရေးနဲ့ရဲတပ်ဖွဲ့စီတိုင်ကြားပေမဲ့ရဲအုပ်ဇိုးသူရဆိုတဲ့သူကအမှုတော်ပေးမဖွင့်မဲအမှုဖွင့်ခြင်းရင်တရုတ်ပြည်သွားပြီးအမှုဖွင့်ဆိုပြီးတော့ပါပြောပြီးတော့တိုင်ကြားတဲ့မက်ခင်ဆန်နာဆိုတဲ့သူကိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတွေကပြန်ပြီးချိန်ချောက်နေတယ်လို့ကံကံရှင်အမျိုးသမီးကိုတိုင်ကရန်ကုန်ခစ်တစ်ကိုပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေဒုက္ခပေါင်းစုံရောက်နေတဲ့အချိန်မှာတော့အကြံဖက်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်လုပ်နေတဲ့အတွက်စစ်ကောင်စီရဲ့နေပြည်တော်အေလာလီတက်စကန်ကိုတော်လန်ရစ်ပူပေါင်းတပ်တွေကတရခွန်မမရှော့တိုက်ဒုံးနေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးပောက်ကွဲဒဏ်တွေကြားရတဲ့အကြောင်းကိုနေပြည်တော်မှာရှိတဲ့ပြည်သူတွေကပါရန်ကုန်ခေတ္တကိုအတီးပြုတ်ပြောထားပါတယ်ဒါကတော့လက်ရှိငလင်တန်းကြောင့်စကိုင်းမန္တလေးအပါအဝင်ငလင်တန်းတင့်ဒေသတွေမှာပြည်သူတွေဟာဒုက္ခပင်လဲဝေပြီးတောကအပူမိတွေခံစားနေရတဲ့အချိန်မှာတော့ တဖက်မှာအချက်ဖတ်စကောက်စီတက်ကပြည်သူတွေကိုနေ့စဉ်ရက်ဆက်လေးချောင်းကနေဘုံကျဲတပ်ဖြတ်နေတဲ့အတွက်တော်လန်ရေးပူပေါင်းတက်တွေကဧပြီလ16နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲစကောက်စီရဲ့နေပြီးတော့အေလာလီတာစခန်းကိုတရခုံမမရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တက်ခတ်ခဲ့တယ်လို့ BWN တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။အဲဒီလိုတက်ခတ်မှုနဲ့ပတ်သက်ပြီးနေပြီးတော့မှရှိတဲ့ဒေသခံပြည်သူတွေကလည်းမနေ့ကညပိုင်းမှာစကောက်စီရဲ့နေပြီးတော့အေလာလီတာထဲပေါက်ကွဲတဲ့ငါးချက်လောက်ကိုကြဲကြဲလောင်လောင်ကြားလိုက်ရတယ်လို့ရန်ကုန်ခေတ်တွေကိုအတည်ပြုပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့အကြံဖက်စကောက်စီတက်ကငလင်တန်တင့်နေတဲ့အချိန်တွေအပြင်ဒကြံကာလတွင်းနဲ့နှစ်ဆန်းတည့်ရက်နေ့တွေပါမချမ်းလေချောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လုပ်နေရမှာဒီကနေ့ဧပြီလ19ရက်နေ့မှာလဲရခိုင်ပြည်နယ်ကြောက်တော်မြို့ကိုလိန်နဲ့လာပြီးဘုံတွေဇက်တိုက်ကျဲချသွားရမှာရဲသားပြည်သူအယောက်20ကျော်ကဒဏ်ရာတွေရထားပြီးပြည်သူတအုပ်ကတော့တေဆုံသွားခဲ့ရပြီလို့ဒေသခံသတင်းရှင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်တစ်ဖက်မှာတော့အကြံဖက်စကောက်စီကိုတိုင်းနိုင်ငံတကာကိုလူချကောက်အောင်သူတို့စစ်တပ်ဘက်ကအပြစ်ရထားပါတယ်ပြောပြီး တပတ်မှလေကြောင်းတိုက်ခိုက်မှုတွေကိုနေ့စဉ်ရက်ဆက်လုပ်နေရမှာအခုဆိုဒီကနေ့ဧပြီလ16ရက်နေ့မနက်အစောပိုင်းလူတွေအိတ်နေတဲ့အချိန်ကြီးမှာပဲရခိုင်ပြည်နယ်ကြောက်တော်မြို့ပေါ်နေရာတွေကိုလေနဲ့လာပြီးဘုံသီးဆယ်လုံးထက်မနည်းကျဲချသွားတယ်ဆိုပါတယ်အဲဒီလိုစကောင်းစီတက်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကြောက်တော်မြို့ဒေသနေပြည်သူအယောက်20ကျော်ဟာဒဏ်ရာတွေရထားပြီးအဲဒီကပြည်သူတို့ကတော့တေဆုံးသွားတဲ့အကြောင်းကိုကနဦးတိထားရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောထားကြပါလိမ့်ခင်ဗျာ တစ်ဖက်မှာတော့ဂင်းနီပြည်နယ်မိုးပြင်းမြို့ကိုထိုးစစ်ဆင်လာပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်တွေကခုခံတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား15ဦးထက်မနည်းပြင်းထန်ဒဏ်ရာတွေရသွားကြပြီးတဲ့နောက်စစ်ကြောင်းတစ်ခုလုံးပြန်ဆုတ်ပြေးသွားကြတယ်လို့ရှမ်းတောင်စစ်ဒေသ PDF အမှတ်1ဗျူဟာရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဒီကနေ့ဧပြီလ19ရက်နေ့မနက်ပိုင်းမှာပဲမိုးပြင်းမြို့ကိုထိုးစစ်ဆင်လာပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ခမရ၄နှစ်နှစ်တရင်ကစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကခုခံတိုက်ခိုက်ခဲ့တယ်ဆိုပါတယ် ဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား15ဦးထက်မနည်းကတော့ပြင်းထန်ဒဏ်ရာတွေရသွားပြီးတဲ့နောက်အထိနာသွားတဲ့စစ်ကောင်စီတပ်ဟာစစ်ကြောင်းတစ်ကြောင်းလုံးပြန်ဆုတ်ပြေးသွားကြတယ်လို့ရှမ်းတောင်စစ်ဒေသ PDF အမှတ်1ဗျူဟာရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မကွေးတိုင်းက6မြို့နယ်မှာတကြံကာလအတွင်းမှာတင်းလူငယ်အယောက်90ကျော်ကိုအကြံဖက်စစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးသွားပြီးသူတို့ရဲ့ခလာရ73တရင်းထဲမှာဖမ်းဆီးထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ် ါကတော့ဧပြီလ13ရက်နေ့ကနေ18ရက်နေ့အထိရန်ကာလအတွင်းမှာတဲ့6မြို့အဝင်းမွန်ကြီးစားတောက်ဆိုင်အနီးမှာအကြံဖက်စကောင်းစီတက်ကဆိုင်ငယ်နဲ့တကြံလဲပြီးပြန်လာတဲ့လူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးသွားရမှာလူငယ်အယောက်90ကျော်ပါသွားတယ်ဆိုပါတယ်လက်ရှိမှာတော့အဲဒီလိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကိုအကြံဖက်စကောင်းစီတက်ကသူတို့ရဲ့ခလာရ73တက်ရင်းထဲမှာဖမ်းဆီးထားပြီးတပ်ဆိုင်ရာလူငယ်တွေရဲ့မိဘတွေနဲ့လည်းအဆက်အသွယ်လုပ်ခွင့်မပေးဘူးလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ ခုတခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက်မြေပြင်အကြောင်းဖြစ်ပေါ်မှုဟာမိုင်340ကျော်အထိရှိခဲ့တယ်လို့အမေရိကန်အာကာသနဲ့လေကြောင်းဥစည်းဌာန NASA ကနေတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီလိုငလင်ကြောင်းဖြစ်ပေါ်တဲ့မြေပြင်အကြောင်းကြီးဟာမန္တလေးမြို့မြောက်ဘက်ကနေနေပြီးတော့တောင်ဘက်အထိရှိခဲ့ပြီးဒါဟာမှတ်တမ်းတင်နိုင်သမျှတဲမှာအရှည်လျားဆုံးအကြောင်းတစ်ခုဖြစ်တယ်လို့ ဒါကိုတော့အမေရိကန်အာကာသနဲ့လေကြောင်းဥစည်းဌာန NASA ကနေဂျိုဒုအချက်လက်တွေပါအတုံးပြုပြီးလေ့လာခဲ့ရတာကနေတွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။အဲ့ဒီလိုမြန်မာနိုင်ငံကစကိုင်းငလင်ကြီးလှုပ်ခတ်မှုဟာစကိုင်းပြည့်ရွေးရဲ့အနက်6မိုင်ကနေစတင်လှုပ်ခတ်ခဲ့တာဖြစ်ပြီးငလင်ဗဟိုချက်အနီးကအဆောက်အဦတွေဟာအပြင်းထန်ထိခိုက်ခဲ့တာဖြစ်တယ်လို့အဲ့ဒီငလင်ရဲ့အချိန်ဟာမိုင်600ကျော်အကွာကထိုင်းနိုင်ငံဗန်ကောက်မြို့အထိပါရိုက်ခတ်မှုရှိခဲ့တဲ့အထိပြင်းထန်တဲ့ငလင်ဖြစ်တယ်လို့လဲ NASA ကဆိုထားပါတယ်။ တစ်ဖက်မှာလည်းဘူမိဗေဒပညာရှင်တွေကပါသကိုင်းပြည့်ရွေးနဲ့လက်ရှိသကိုင်းငလင်ကြီးလှုပ်ခတ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ငလင်ပြည့်ရွေးကြောတွေကိုလေ့လာမှုတွေဇက်တိုက်လှုပ်ဆောင်နေပြီးတွေ့ရှိချက်တွေကိုလည်းလူမှုကွန်ရက်တွေကနေတဆင့်မျှဝေထားကြပါလရှိချင်းဒီလဲသခိုင်းငလင်ကြီးရဲ့အရှိန်ရောက်နောက်ဆက်တွဲငလင်ငယ်တွေဟာထပ်မံလှုပ်ခတ်မှုတွေရှိနေသေးပြီးလောလောလတ်လတ်ဧပြီလ18ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာလဲမန္တလေးမြို့မှာငလင်ငယ်ထပ်မံလှုပ်ခတ်သွားသေးပြီးလူတွေလည်းထိတ်လန့်မှုတချို့ရှိခဲ့တယ်လို့မိုးစလာကနေထုတ်ပြန်ထားပါသေးတယ်ခင်ဗျ โอเคだからヤンキティกะนี่นัสซุนยาชิทายเตะเรนิโกเทซะไปเกราบาจิชุไปเกะตัว okay.